ဣသရေဟာအပီ29ရက်ကလေဘနွန်နိုင်ငံဘေးရွတ်မြို့တော်ရှိဟစ်ဘိုလာအဖွဲ့ရဲ့ဒုံးကျည်တိုးလောင်းတဲ့စစ်ရုံကိုလေကြောင်းတိုက်ခိုက်ခဲ့ပြီးဟစ်ဘိုလာအဖွဲ့ကိုလက်နက်ဖြတ်သိမ်းမှုဖိအားတွေပေးခဲ့တယ်လို့ AP ကဖော်ပြခဲ့ပါတယ်။ဟစ်ဘိုလာအဖွဲ့အနေနဲ့လက်နက်ဖြတ်သိမ်းမယ်ဆိုရင်အရှိလေပိုင်းဒေသမှာအစိုးရလက်အောက်ခံမဟုတ်တဲ့အင်အားအကြီးဆုံးလက်နက်ကင်အဖွဲ့ရဲ့လက်နက်ဖြတ်သိမ်းမှုဖြစ်လာမှာဖြစ်ပါတယ်။ဣသရေနဲ့စစ်ပွဲဖြစ်ပွားခဲ့တဲ့နောက်ဟစ်ဘိုလာထိပ်တီးကောင်းဆောင်တွေတည်ဆုံခဲ့တယ်လို့စီးရီးယားနိုင်ငံရှိဟစ်ဘိုလာအဖွဲ့ရဲ့မဟာမိတ်ဖြစ်တဲ့စီးရီးယားသမ္မတအာဆတ်အစိုးရအဖွဲ့လည်းပြုတ်ကြခဲ့တာကြောင့်ဟစ်ဘိုလာအဖွဲ့အတွက်အားနည်းလာခဲ့ပါတယ်။ စ္စရေးနဲ့အမေရိကန်တို့ဟာဟစ်ပိုလာအဖွဲ့ကိုလင်းမြန်စွာလက်နက်ဖြတ်သိမ်းမှုတိုက်တွန်းနေပေမယ့်ဘယ်အချိန်မှဘယ်ပုံစံမျိုးနဲ့လက်နက်ဖြတ်သိမ်းမယ်ဆိုတာကိုတော့ရှင်းလင်းစွာမသိရသေးတာပါလက်ဗနွန်သမ္မတဂျိုးဆပ်အာဝင်ကလည်းနိုင်ငံအတွင်းရှိလက်နက်တွေအားလုံးကိုအစိုးရရဲ့ထိန်းချုပ်မှုအောက်မှာသာထားရှိမယ်လို့ကတိပြုခဲ့ပါတယ်အဲဒါကြောင့်အများစုကတော့ဟစ်ပိုလာအဖွဲ့ကိုအတင်းကျပ်လက်နက်ဖြတ်သိမ်းမယ်ဆိုရင်လက်ဗနွန်စစ်တပ်နဲ့ဟစ်ပိုလာအဖွဲ့အကြားပြည်တွင်းစစ်ဖြစ်ပွားလာမယ့်အခြေအနေကိုရောက်ရှိသွားနိုင်တဲ့အခြေအနေကိုစိုးရိမ်နေကြပါတယ်လက်ဗနွန်စစ်တပ်ကလည်းပြီးခဲ့တဲ့နှစ်နိုဝင်ဘာလကအစ္စရေးနဲ့ပြစ်ခတ်ရစဲသဘောတူညီမှုရရှိခဲ့တဲ့နောက် ဟစ်စရီနဲ့ထိစပ်နေတဲ့လက်ဗနွန်နယ်စပ်အနီးမှာရှိတယ်။ဟစ်ဘိုလာအဖွဲ့ရဲ့အခြေခံအဆောက်အုံတွေတွေက90ရာခိုင်နှုန်းကိုဖျက်သိမ်းခဲ့ပြီးဖြစ်ကြောင်းလုံခြုံရေးသတင်းရင်းမြစ်တွေက AP 30ရာမှာပြောကြားခဲ့ပါတယ်။လီတာနီမြစ်ရဲ့တောင်ပိုင်းဒေသကအခြေခံအဆောက်အုံ90ရာခိုင်နှုန်းကိုကျွန်တော်တို့ဖျက်သိမ်းခဲ့ပါတယ်လို့အမည်မဖော်လိုတဲ့လက်ဗနွန်အရာရှိတူက AFP ကိုပြောကြားခဲ့ပါတယ်။ဟစ်စရီနဲ့လက်ဗနွန်အကြားအပြစ်ခတ်ရစေးရေးသဘောတူညီချက်အရာလက်ဗနွန်စစ်တပ်ဟာလီတာနီမြစ်ရဲ့တောင်ပိုင်းဒေသရှိအစိုးရရဲ့ထိန်းချုပ်မှုအောက်မှာရှိနေတဲ့စစ်ကမ်းတွေအလုံးကိုဖျက်သိမ်းဖို့နဲ့လက်နက်တွေကိုသိမ်းဆည်းဖို့လိုအပ်မှာဖြစ်ပါတယ်။